မြမပကြီလက်ရာတွေကဘာကိုတင်ပြနိုင်မှုအတွက်မျှော်မှန်းပြီးကျင်းပတဲ့ Best Painting ပကြီပြိုင်ပွဲမှာရှင်ပြိုင်ခဲ့တဲ့ပကြီကား350ကျော်ကို Thon Foundation ဘဏ်ကဥဆောင်ပြီး April 4ရက်ကနေ9ရက်နေ့အထိမြမနိုင်ငံဘဏ်များအသင်းမှာပြသနေပါတယ်။ဦးတိန်ထွန်းတယောက်ပကြီနဲ့ပတ်သက်လို့ဘယ်လောက်အိမ်မက်ကြီးကြီးမက်နေတယ်လဲ။ Memoria အင်ဒိုနီးရှားနဲ့အာဆဒေတာတွေနိုင်ငံတွေကပကြီဆရာတွေရဲ့လက်ရာတွေကဘာမှာပြသခွင့်ရနေတာကိုအားကြပြီး မြမလက်ရာတွေကိုကဘာကျော်ဖို့အတွက်အခုလိုပြိုင်ပွဲဝင် ပကြီကားတွေပြသနေတာဖြစ်တယ်လို့တစ်ချိန်ချိန်မှာပကြီပြတဲ့ကြီးတစ်ခုတရှိလာမဲ့အထိမျော်မှန်းထားတယ်လို့ဦးသိန်းချွန်းကဆိုပါတယ်။အဲ့ဒီအတွက်အချိန်ယူအောင်မယ်လို့ပြောပါတယ်။အေရှားမှာရှိတဲ့နိုင်ငံတွေမှာလည်းပကြီဆရာတွေဟာအင်မတန်မှသူတို့ရဲ့အမှုပညာကြားသမြောက်မှုကိုဘဝကိုပြသဝင်ရှိတယ်လို့ဒီပကြီပညာရှင်တွေကလည်းသူတို့ရဲ့ တော်တဲ့တောင်းောက်တဲ့ဤပညာကိုသဘာဝသိတတ်နိုင်ပြီရတဲ့သဘောနဲ့အံကရောဖြစ်စေခြင်းတိုးတက်လာမှုကို အကောင်တွေပေါ်တဲ့အနေနဲ့တကယ်ကိုဗကြီးမျိုးစံကြီးတစ်ခုရှိလာတဲ့သူအံကရောကညောင်းမှားပါလေအဲ့လိုဖြစ်စေခြင်းပါလေသူကြတော့လေအဲ့ဒီဥစ္စာတော့အချိန်တော့ယူရအောင်ပါပေါ့ Best painting of the year 2014ပြိုင်ပွဲအတွက်ပထမဆုကနေစတုတ္ထဆုအပါဝင်အထူးဆု6ဆုကိုချီးမြှင့်မှာဖြစ်ပြီး စုရရှိတဲ့ပကြီးဆရာဆယ်ယောက်ကိုရွှေတစိမ့်တွေပေးมาဖြစ်တဲ့အကြောင်းစုပေးဝဲကိုတော့ဧပြီ9ရက်နေ့မှာကျင်းပမယ်လို့ဆိုပါတယ်အသက်16နှစ်ပြည့်ပြီးသူဘယ်သူမဆိုဝင်းရောက်ရှင်ပြိုင်နိုင်ပြီးတယောက်ကိုပကြီးနှစ်ကားပဲတင်ပြခွင့်သတ်မှတ်ထားတယ်လို့ဆိုပါတယ်နိုင်ငံရေးအစွဲကလွှဲရင်ကြံတဲ့လွတ်လွတ်လပ်လပ်တင်ပြမှုကိုလက်ခံပြီးအကဲဖြတ်ဒိုင်တွေကိုတော့ပြည်တွင်းနဲ့ပြည်ပကပကြီးပညာရှင်တွေပူးတွဲအကဲဖြတ်ခဲ့ပေမဲ့ဒီနှစ်မှာတော့နိုင်ငံတကာပညာရှင်တွေကပဲတီးတန့်အကဲဖြတ်တယ်လို့ ။ပကြီနီပူဦးကဆိုပါတယ်။စိုက်တယ်လို့ကိုယ့်ရဲ့နည်းပညာကိုထုတ်ဖော်ခွင့်ရှိတယ်။ပါတီဆွဲပေါ့နော်။ပါတီဆွဲဖြစ်စီမဲ့တင်ပြမှုမျိုးတွေကိုကျွန်တော်တို့ကရှောင်ရမယ်ချက်ထည့်ထည့်ထားတယ်ပေါ့နော်။နောက်တစ်ခါဒီနေ့မှတခုထူးကြတာတော့ဒီနေ့ကပြပပညာရှင်တွေဒီပဲပေါ့နော်။ကဲဖြတ်တိုင်းပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။အညာတိလက်ကရှုကင်းပုံဖြစ်တဲ့ရှင်ဖြူကျွန်းကလင်းမြလာဖရာကျောင်းကုန်းနဲ့ဆန်းတော်ပုံပကြီးလက်ရနှကားနဲ့ပါဝင်ရှင်ပြိုင်တဲ့ပကြီးအုံးမြခံကစုကိုမျောမှန်းမထားပဲ ပြိုင်ပွဲကိုရှင်ပြိုင်ချင်းသာအဓိကပါလို့ဆိုပါရယ်ပြိပအကဲဖြတ်တွေဆုံးဖြတ်မှာမှုသူတို့အမြင်နဲ့ကြိုက်တဲ့လက်ရာတွေရွေးချယ်ခံရမှာပါလို့ပြောပါရယ်တော့ရလန့်မျိုးဆိုတော့ကျွန်တော်အဓိကကတော့ပြိုင်မှုကအဓိကပါအရှင်မလည်းတူပါဘူးလို့ဒါသူတို့နိုင်ငံကသူတို့မြန်မာသူတို့ရဲ့အမြင်နဲ့သူတို့ပြည့်ပုံနဲ့အမြင်မှာဆိုတော့သူတို့ဒီပုံနဲ့အမြင်နဲ့ကြိုက်တဲ့ လက်ရ future တဲ့ပါတော့မယ်လို့ထင်ပါတယ်။